မဟာမြန်ခကြီးတယ်ကျွန်တော်ဒီထောင်နန်တသက်အကျဉ်းကြခံနေရတော့အကျဉ်းသားတူဖြစ်တယ်ဒီလိုထောင်နန်ကြခံနေရပေမဲ့တခြားအကျဉ်းသားတွေလိုအလုပ်လုပ်ရခြင်းမရှိကျွန်တော်အားရှစ်ပေပတ်လည်သားရှိတဲ့အခန်းချင်းလေးတွေကိုထည့်သွင်းထားတယ်အဲ့ဒီအခန်းချင်းကလေးကို ထောင်ခေါ်အောင်အဖြစ်တိုက်လို့ခေါ်တယ်ကျွန်တော်ကတရားရုံးကပြစ်ဒဏ်ချမှတ်လိုက်တဲ့အချိန်ကနေစပြီးဒီကျင်းမြောင်းနဲ့တိုက်ခန်းလေးထဲမှာ နှစ်ပေါင်း20လုံးလုံးတူးတဲ့နေရတော့မယ် အစပထမမှာဒီလိုကြီးမြောင်းကြတဲ့တိုက်ကလေးထဲမှာပြင်းရင်ကြီးငွေစရာနေထိုင်ရမယ့်အဖြစ်ကိုတွေးပြီးဒုက္ခပါပဲလို့ညင်ညူမိပေမဲ့တစ်နှစ်လောက်နေပြီးတဲ့အခါမှာတော့နေသားကြလာတော့တယ်မနက်လေးတိုင်းလောက်မှာအေးရကထပြီးတဘူတဘွားသွားတယ်မျက်နှာသစ်တယ်အခန်းကိုတပြက်စီးလဲတယ်ဒါတွေပြီးလို့ရှိရင် နိုင်ဝက်လောက်ကြာသွားပြီအဲ့ဒီနောက်မှာတော့ကိုယ့်ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အကျောတွေမှာအရေးကြီးတဲ့တစ်ဆက်ကိုးနေရာကိုဖြေလျှော့ပေးရတယ်အဲ့လိုအကျောလျှော့တဲ့လုပ်ငန်းကလည်း နိုင်ဝက်နဲ့ပဲပြီးတယ်။ငါးနိုင်ထိုးတဲ့အခါမှာတော့ကျွန်တော်အချင်းကြာခံနေရတဲ့ထောင်ကြီးရဲ့ main gate လို့ခေါ်တဲ့ထောင်မင်းတကားပေါ်ကနေဘ ෝග ေကြီးရဲ့ခရတံကိုကြားရတယ်။အဲဒီအခါမှာကျွန်တော်ဟာပြေးထားတဲ့ဝါကျမ်းဖြာလေးပေါ်မှာပလက်လန်ပြီးအထက်ကဆူခဲ့တဲ့အတိုင်းကျမ်းမာကြီးလေ့ကျင့်ခန်းသဘောနဲ့ဖြေလျှော့ခဲ့တဲ့အကျော်19နေရာကိုထပ်မှန်ပြီးလျှော့ပြန်တယ်။ပထမလျှော့ခြင်းကကိုကာရက်ကိုလှုပ်ရှားပြီးပြုလုပ်ခြင်းဖြစ်ပေမဲ့အခုတစ်ချိန်လျှော့ခြင်းကတော့ ကိုယ်ကာယကိုညင်ညင်ကလေးထားပြီးအထက်ကလျှော့ခဲ့တဲ့နေရာတွေကိုပဲစိတ်သက်သက်သာသာနဲ့လျှော့ခြင်းဖြစ်တယ်။ငါရဲ့ဥကောင်းကိုတစ်ခုလုံးမှရှိတဲ့အကျော်တွေရော့သွားပြီးရော့သွားပြီးရော့သွားပြီးငါရဲ့နဖူးပြင်တစ်ခုလုံးမှရှိတဲ့အကျော်တွေအားလုံးရော့သွားပြီးရော့သွားပြီးရော့သွားပြီးငါရဲ့မျက်လုံးမှရှိတဲ့အကျော်တွေအားလုံးရော့သွားပြီးရော့သွားပြီးအဲ့ဒီလိုစိတ်ထဲကဖြည်းဖြည်းချင်းရွတ်ပြီးဖြေလျှော့ပြီးတယ်။အဲ့လိုဖြေလျှော့တဲ့နေရာမှာတခြားနေရာတွေမှာ တကြိမ်မဲဖြေလျှော့ရပေမဲ့လေဘင်းနေရာကိုဖြေလျှော့တဲ့အခါတော့လေဘင်းရဲ့အရှိပိုင်းလေဘင်းရဲ့အနောက်ပိုင်းလေဘင်းရဲ့အတွင်းပိုင်းဆိုပြီး၃ပိုင်းစိတ်နဲ့ဖြေလျှော့ရတယ်။အဲ့လိုစိတ်နဲ့အကြောတွေဖြေလျှော့ခြင်းကိုစိတ်ပညာကျမ်းတွေယောဂကျမ်းတွေမှာ relaxation လို့ခေါ်တယ်။ဟာတာယောဂလို့လည်းတခဏရေးသားကြတာကိုကျွန်ုပ်ဖတ်ခဲ့ဦးတယ်။ဒီလိုပြလို့ခြင်းအတွက်ဘယ်လိုအကျိုးတရားမျိုးရတယ်ဆိုတာကိုစာနဲ့ရေးသားလို့လည်းကောင်းနှုတ်နဲ့ပြောပြလို့လည်းကောင်းပြည့်စုံနိုင်မှာမဟုတ်ဘူး။ ကျွန်တော်ဟာ realization လုပ်ငန်းကိုမနေ့9နာရီကနေ6နာရီထိနေတိုင်းနေတိုင်းပြုလုပ်ခဲ့တယ်6နာရီထိုးတဲ့အခါမှာတော့ကျွန်တော်ကိုစောင့်ရတဲ့ညတာဝန်ကျဝါဒါကအင်ကိုပြန်သွားပြီးသူ့ရဲ့နေရာမှာနေဘက်တာဝန်ကျတဲ့ထောင်ဝါဒါတူရောက်ရှိလာတယ်အဲ့ဒီအချိန်မှာကျွန်တော်ဟာ အတူဆုံးအလွယ်ဆုံးအရှင်းဆုံးဖြစ်အောင်ကျွန်တော်ကိုယ်တိုင်စီမံထားတဲ့အရက်သုံးစကားဖျားရှိခိုးနဲ့ဖျားကိုရှိခိုးတော့တယ်အဲ့ဒီဖျားရှိခိုးတဲ့လုပ်ငန်းဟာ1မိနစ်လောက်ရှိတယ် ဲ့နောက်မှာတော့တကားဘက်ကိုမျက်နှာလှည့်ပြီးနိုင်ရန်နဲ့တထောင်ကွာမှာတင်မခွေထိုင်လိုက်တယ်ခါကိုဖြောင်းဖြောင်းမတ်မတ်ထားပြီးလက်နှစ်ဖက်ကိုတင်မင်းနေပေါ်မှာထပ်ပြီးတင်ထားတယ်ထပ်ထားပုံကလည်းညာလက်ဝါကအောက်ကနေဘဲလက်ဝါကအပေါ်ကလက်ဝါတွေကိုပက်လက်လန်ထားတယ်လက်မနှစ်ခုကိုထိတ်ချင်းထိထားတယ်အဲ့နောက်မှာတော့မဟာယာနဗုဒ္ဓဘာသာဝင်တွေအလွန်လေးထားတဲ့ဒါကုမခေါ်အရှင်သခင်သူမြတ်ဘောဓိဓမ္မရဲ့အစင်နဲ့ရွတ်ဆိုတဲ့ ဟာရယတုတ်ကနေဒီတပိုက်ကို ရင်ကောင်းကလာတဲ့အတန်းနဲ့ရွတ်ဆိုတယ်။အုံဂတိဂတိပါရဂတိပါရသံဂတိဘောရိစွာဟကျွန်တော်ဟာအဲ့ဒီဂါထာကို တနာယီတိတိရွတ်ဆိုတယ်။ခွန်နာယီထိုးတဲ့အခါမှာတော့ဒေကြီးဘော်ကတန်ချောင်းခေါတန်းကိုကြားရရင်ရွတ်ဆိုခြင်းကိုရလိုက်တယ်။အဲ့ဒီအချိန်မှာနေရင်းတာဝန်ကြတဲ့အဆောင်ဟာကျွန်တော်ကိုတေးအိုးနဲ့ဂန်ဖလားသွန်ဖို့ရာ တကားဖွင့်ပေးတယ်။ တော်ပြီးတာနဲ့ချက်ချင်းတိုက်ထဲကိုပြန်ဝင်ပေးရတယ်။အဆောင်ကတကားကိုပိတ်ပြီးမင်းလုံးထိုးတယ်။တော့ကလောက်ကြီးကိုနှိပ်ခတ်လိုက်တယ်။အဲဒီရင်ကစပြီးကျွန်ုပ်ဟာကျွန်ုပ်ရဲ့အခန်းလေးထဲမှာ9နာရီထိုးတဲ့အထိခောက်တုံခောက်ပြန်လမ်းလျှောက်တော့တယ်။9နာရီထိုးတဲ့အခါမှာတိုက်ခန်းတွေကိုထမင်းဝေတဲ့အကျဉ်းသားလေး၄ဦးဟာထမင်းနဲ့အရွက်ပြုတ်တွေကို လာပြီးတယ်။အဲဒီအရွက်ပြုတ်ကိုထောင်ခေါ်အဖြစ်တားလဘောလို့ခေါ်တယ်။ကျွန်ုပ်ကမနက်စာကိုမင်းနဲ့နေငယ်ထဲမှာပင် ပြီးအောင်စားလိုက်တယ်။ ။ဓမင်းစားပြီးတဲ့အခါမှာထောင်ဝါဒထံမှာဆစ်လိမီတောင်းပြီးနွားရစိဆစ်လိရဲ့သုံးပုံတစ်ပုံကုန်တဲ့အထိဖြွားရှိပ်ပြီးတဲ့နောက်မှာတော့အိတ်ဆက်တော်တယ်။နေ့လယ်7နာရီကျော်တော့မှာအိယာကနိုးတယ်။အဲ့ဒီအခါမှာထောင်ဝါဒကကျွန်တော်စီကိုလာရောက်ပြီးတကားဖွင့်ပေးတယ်။ဒီတကားဖွင့်ပေးတာကတော့ကျွန်တော်ရေချိုးဖို့ပါ။ကျွန်တော်ဟာဒီအချိန်မှာရေချိုးရတယ်။ထောင်ကတပတ်တစ်ကြိမ်ပေးတဲ့ဆက်ပြားကလေးနဲ့အဝတ်လျှော်ရတယ်။ရည်ချိုးခြင်းအဝတ်လျှော်ခြင်းစုစုပေါင်း7မိနစ်ပဲရတယ်။ပြီးရင်တိုက်သေးကိုပြန်၍ဝင်ပေးရတယ်။ အဲ့ဒီကမှထောင်ဝါဒါကတန်တကားကိုပိတ်ပြီးမင်းတို့ကိုဂျိုင်းကလေးထိုးကတော့ကိုကြောက်ခနဲခတ်ပြီးဒီနေ့အတွက်ပြီးပြီလို့ပြောလို့ရှိပါတယ်ကျွန်တော်အားထိုးနေဖို့တကားဖွင့်ပေးဖို့မလိုတော့ကြောင်းအဲ့ဒီအချိန်ကစပြီးကျွန်တော်ဟာနိုင်ရဘက်ကိုလှည့်ပြီးနိုင်ရနဲ့တရောင်ကွာမှာတင်းမခွေထိုင်ကကျွန်တော်ရဲ့အလုပ်ကိုစပါတော့တယ်ကျွန်တော်ရဲ့အသက်အရွယ်နဲ့အနာဂတ်ကိုလှမ်းမြော်ကြည့်တဲ့အခါအဲ့ဒီအနာဂတ်ဟာအခါခတ်သိအကြီးတန်းလေးရရှိနေပါတယ်လွတ်ရမစီမီ တည်ခြင်းလဲတည်သွားမြည်ဒါလို့ဆိုရင်လဲကျွန်ုပ်ဟာထောင်ပြင်ကိုရောက်ဖို့အကြောင်းမရှိတော့ပါဘူးကျွန်ုပ်ဟာဒီလိုစိတ်ကူးမိတာနဲ့အလျောက်ကျွန်ုပ်ရဲ့ရုပ်ကြီးဟာထောင်ထဲမှာနေရစေအောင်ကျွန်ုပ်ရဲ့လက်ပြာဒါမှမဟုတ်ကျွန်ုပ်ရဲ့ကိုရင်းကမနုတုခုမခန္ဓာဒါမှမဟုတ်ဇောတိခန္ဓာဟာထောင်ပြင်ကိုထွက်ရရင်ကောင်းလေစွာလို့တွေးမိတဲ့အတိုင်းကျွန်ုပ်ဟာအချိန်အတိုင်းလက်ပြာနှွင့်ရဲလို့ကိုစမ်းပြီးနေကြပါတော့တယ်လူတော်များများက လက်ပြာလွင့်နေဆိုတဲ့စကားကိုကြားဘူးကြပါတယ်လက်ပြာလွင့်နေဆိုတာဒဇုံတစ်ခုကိုအပြင်းထန်ကြောက်လန့်သွားတဲ့အခါမှာအထက်ကဆိုခဲ့တဲ့အတိုင်းအနုဒုက္ခမခန္ဓာဇောတိခန္ဓာဒါမှမဟုတ်လက်ပြာကကိုကနေရုတ်တရက်ခွာလွင့်သွားပြီးအဝေးကိုရောက်သွားတဲ့ခြင်းဖြစ်ပါတယ်အဲ့ဒီလက်ပြာကကျွန်တော်တို့ရဲ့ရုပ်ရည်အရာမောင်းအဝတ်အစားအတိုင်းတပုံစံနဲ့ထပ်တူထပ်မြတူညီတဲ့သဘောရှိပါတယ်ရုံနယ်များမှာမကြာခဏတွေ့မြင်ရတဲ့နှစ်ကိုခွဲစေတဲ့သူဖြစ်ပါလေ။သို့တော်လက်ပြာဟာ ျွန်တို့နဲ့လွန်စွာတူပေမဲ့လွန်စွာမှနူးညံ့လွန်စွာမှ ပေါ်ပါပါလေကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကလိပ်ပြာဟာခွာထွက်သွားပြီမဲ့လိပ်ပြာရဲ့ဂုတ်ဘိုးအထက်နောက်ဆီနေရာမှာပဂရိလူရဲ့ချက်တိုင်နေရာနဲ့ဆက်သွင်းနေတဲ့ကျိုးတစ်ချောင်းရှိပါလေအဲ့ဒီကျိုးကို soul god ဘာဟုခေါ်ပါလေဗရားရောင်ကဲ့သို့တစ်ဖက်ဖြတ်တောက်နေတဲ့အယောင်ရှိပါလေဒီကျိုးလုံးရဲ့အရွယ်ဟာအိမ်သုံးပလတ်စတစ်ရေပိုင်လုံးထက် အနည်းငယ်ပြီးပါလေကျိုးရဲ့အလျားဟာခံမှန်းလို့မရနိုင်ဘူး ရှည်ကြတော့ရှည်နိုင်ပါလေအကြောင်းတစ်ခုခုကြောင့်လက်ပြာလွင့်သွားစဉ်အဲ့ဒီဂျိုးပြတ်သွားပါကလက်ပြာဟာလွင့်မျောခြင်းရလွင့်မျောသွားပြီးကိုခန္ဓာစီကို ပြန်မရောက်နိုင်တော့ပြီအဲ့ဒီခါမှာတည်တယ်လို့ကိုခန္ဓာဘက်ကကြည့်သူများကဆိုကြပါလေကိုခန္ဓာကတည်ဆုံးသွားဒီမှာလည်းအမှန်ပဲဖြစ်ပါလေလက်ပြာမှမူတည်ဆုံးခြင်းမရှိ မျောခြင်းရမျောရည်သွားနေမှာဖြစ်ပါလေလက်ပြာလွင့်ခြင်းဆိုတာအထက်ကဆိုခဲ့တဲ့အတိုင်းလက်ပြာဟာ လွင့်ငင်သလိုလွင့်ထွက်သွားတယ်လို့ဆိုပါတယ်။တို့ရရင်ယခုကျွန်တော်လေ့ကျင့်နေဒီမှာလက်ပြလွင့်ခြင်းမဟုတ်ပါဘူး။လက်ပြလွင့်ခြင်းဖြစ်ပါတယ်။လွင့်ခြင်းနဲ့လွင့်ခြင်းဟာလွန်စွာခြားနာပါတယ်။လွင့်တယ်ဆိုတာလေထဲမှာနှံ့မွေးကလေးတိရချောက်ကလေးလွင့်တဲ့ကဲ့သို့လွင့်ခြင်းရာလွင့်ပြီးကြာခြင်းရာကြာသွားခြင်းဖြစ်ပါတယ်။လွင့်တယ်ဆိုတာကတော့ရွက်သည်မောရွက်လွင့်သလိုမိမိလူရာကိုရောက်စီပြီးမူလနေရာကိုပြန်လည်ရောက်ရှိအောင်ဆောင်ရွက်ခြင်းကိုဆိုလိုပါတယ်။ ကျွန်တော်ဟာကျွန်ုပ်ရဲ့လက်ပြားကိုထောင်ပြမှာရှိတဲ့ကျွန်ုပ်ရဲ့မိခင်အိုကြီးထံကိုလွှင့်၍သွားခိုင်းပြီအဲဒီနောက်မှာတော့မိခင်အိုကြီးကျမ်းမာခြင်းရှိမရှိကိုကြည့်ရှုခိုင်းပြီပြီးရင်ကျွန်ုပ်ထံကိုလက်ပြားကိုပြန်လာခိုင်းပြီထိုနည်းတိုင်းပင်ကျွန်ုပ်ရဲ့လက်ပြားကိုကျွန်ုပ်ကောင်းစွာထိန်းချုပ်နိုင်သောအခါမှာထောင်ထဲမှနေစဉ်အတွင်းလက်ပြားကိုထောင်ပြင်ဘက်ပို့လွှတ်ထားမည်၎င်းကိုပါကျွန်ုပ်နဲ့အတူထောင်ကျမနေစေလိုပေဒါကြောင့်လက်ပြားလွှင့်ခြင်းလုပ်ကိုနေစဉ်ရက်ဆက်နေကျင်ခဲ့ပါလေ ကျွန်တော်ဟာလက်ပြာလွှင့်ရင်းနဲ့ပတ်သက်တဲ့စာအုပ်စာတမ်းများစွာကိုဖတ်ဖူးခဲ့တော်လဲလက်တွေဆမ်း၍မကြည့်ဘူးပေယခုကြမှာပင်ဖတ်ဖူးတဲ့အကြောင်းအရာတွေကို ပြန်စဉ်းစားပြီးလက်ပြာလွှင့်ရင်းကိုစမ်းကြည့်နေခြင်းဖြစ်ပါတယ်သို့တော်ကျွန်တော်ရဲ့လို့ဟာတဲလွန်စရသည်ဆိုုံများရှိပါတယ်အောင်မြင်တယ်လို့မဆိုနိုင်သေးပေလက်ပြာလွှင့်ရင်းနဲ့ပတ်သက်တဲ့စာအုပ်စာတမ်းများကိုဖတ်ခဲ့စဉ်အခါကကျမ်းပြသူများဟာထိုလို့ကိုလွယ်ကူသောလို့တစ်ခုဖြစ်ရေးသားထားကြပါတယ် ကျွန်တော်ကိုယ်တိုင်လည်းလွယ်ကူတယ်လို့ထင်မှတ်ခဲ့ပါတယ်။တကယ်လက်တွေစမ်းလို့ကြည့်တော့အခါလွန်စွာခက်ခဲတဲ့အလုပ်ကြီးဖြစ်ကြောင်းသဘောပေါက်စပြုနေပြီဖြစ်ပါတယ်။တနေ့တစ်နေ့ကျွန်တော်ဟာနွားတစိစလစ်ကိုဖွားနေပါတယ်။ကျွန်တော်ရဲ့အခန်းရှိမှာရှိတဲ့လူသားလမ်းတစ်ဘေးမှာပေါက်ရောက်နေတဲ့မြက်တွေကိုရာဇဝမှုနဲ့ကြာလာတဲ့အချင်းသားကလေးတွေကထိုင်ပြီးမျက်နှုံနေကြပါတယ်။အဲ့ဒီအချိန်မှာအချင်းသားတို့ကအဝတ်စနဲ့ကြက်ထားတဲ့ကျိုးကိုရေဆွတ်လိုက်ပြီး လက်မကင်ကအမလေးအမလေးမွေကြီးအလန့်တကြောင်အော်ဟစ်လိုက်ပြီးတယောက်သောအကျဉ်းသားရဲ့လက်ဟုတ်ဘောကိုပြစ်တင်လိုက်ပါလေအဲ့ဒီအခါမှာပြစ်တင်ခံရတဲ့အကျဉ်းသားဟာလွန်စွာမွေကြောက်တတ်တဲ့သူလို့ဆိုပါလေအဲ့ဒီအကျဉ်းသားဟာ၎င်းရဲ့လက်ဟုတ်ဘောကိုမွေကြီးတကောင်လာရောက်တင်နေလို့ထင်မှတ်သွားပြီးအာကနေတစ်ချက်အော်ကနောက်ကိုလမ်းကြပြီးတရိလက်သွားပါလေအဲ့ဒီအခါကျမှအနီးမှာရှိတဲ့ဝါရာတူးကပြေးလာပြီးဟာဟာအဲ့ဒါလက်ပြလွန်သွားတာကွာတေတတ်တယ်ဖယ်ကြဖယ်ကြလို့ဆိုတာ နှာပလင်းကိုရှာပြီးထိုအကျဉ်းသားရဲ့နှာခေါင်းထဲကိုနှာများမှုတ်သွင်းပါလေ။အဲ့ဒီအခါကျမှအကျဉ်းသားဟာအင်းဟုညည်းတန်ကြီးပေါ်ထွက်လာပြီးတတိပြန်၍လည်လာပါလေ။အဝတ်ကျိုးရည်စိုးကိုမွေးလို့ပြောပြီးကြည်စဲတဲ့အကျဉ်းသားကိုထောင်ဝါရာကချိန်နဲ့ငားချေရိုက်ပါလေ။ဂျန်နဲ့အကျဉ်းသားများမှမူလက်ပြလွှင့်ခြင်းနဲ့ပသက်ပြီး၎င်းတို့ကြားဘူးတွေ့ဘူးတဲ့အကြောင်းအရာကိုအမျိုးမျိုးပုံပုံပြောဆိုနေကြပါလေ။အဲ့လိုပြောဆိုနေကြတဲ့အချိန်မှာအချိန်မတော်လမ်းလျှောက်မှုနဲ့ 2015ရဲ့ကြာလာတယ်ဆိုတော့အကျဉ်းသားလေးတူကလိပ်ပြာလွင့်တော့ကျွန်တော်မသိဘူးကျွန်တော်အဖိုးဘာကြီးတယောက်ကတော့လိပ်ပြာကိုရွက်လွှင့်တတ်တယ်လို့ပြောလိုက်ရာကြားရသူရာဇဝတ်သားအကျဉ်းသားအားလုံးကထောင်ဝါရာအပါဝင်ရင်မောကြပါတယ်အဲ့နောက်ထောင်ဝါရာကဟဲ့ကောင်လိပ်ပြာလွင့်တော့ငါသိတယ်မင်းတို့ကလိပ်ပြာလွင့်နေဆိုတာဘယ်လိုလဲကွာလို့မေးလိုက်ရာထိုအကျဉ်းသားလေးမဖြစ်မီတခြားသောသူတယောက်ကကြားဖြတ်ပြီးရရဲ့မေးမနေပါနဲ့ဒီကောင်က အာဝါဒနဲ့တူပါတယ်အခြေမြင့်မရှိပါဘူးလို့ဝင်း၍ပြောလိုက်ပါတယ်၎င်းပြောဆိုသောအာဝါဒဆိုဒီမှာအခြေမဲ့အနေမဲ့အိမ်မဲ့အိုးမဲ့နေရက်လိမ့်စာမဲ့တဲ့လမ်းပေါ်မှာနေထိုင်သူကိုဆိုလိုပါတယ်အဲ့ဒီအခါအချင်းသားလေးကကျုပ်ကအာဝါဒမဟုတ်ဘူးဗျကျုပ်စီးလာတဲ့မော်တော်ကကျုပ်ရင်သားရောက်မှပြတ်သွားလို့ကျုပ်ကခြေရင်လျှောက်လာတာအဲ့ဒါကျုပ်ကိုညအချိန်မတော်လမ်းလျှောက်မှုနဲ့ဖမ်းလာတာကျုပ်က15လမ်းမှနေတယ်လို့ပြန်ပြောလိုက်ပါတယ်အဲ့ဒီအခါမှာထောင်ဝါဒါက ဲ့တော့ထားလိုက်ပါတော့ကွာမင်းပြောတဲ့စကားအစီအောမတည့်ဘူးဖြစ်နေတယ်အဖိုးရင်လည်းအဖိုးပေါ့ကွာဘာကြီးလည်းဘာကြီးပေါ့အခုမင်းပြောတာကအဖိုးရဲ့ဘာကြီးဆိုတော့အဲ့ဒါမင်းလည်းဘလို့တော်တာလဲလို့မေးလိုက်ပါတယ်အဖိုးရဲ့ဘာကြီးဆိုတော့ကျွန်တော်အဖိုးရဲ့အဖေရဲ့အကိုကြီးကိုပြောတာလေလို့အချင်းသားလေးကပြောလိုက်ပါတယ်ဒီခါအချင်းသားတူကကြထားလိုက်ပါတော့ကွာဆွေမျိုးဆက်တဲ့ကိစ္စပြောမနေပါနဲ့တော့မင်းပြောတဲ့လက်ပြရွတ်နေတယ်ဆိုတာဘလို့လဲကွာလို့မေးလိုက်ပါတယ်ကျွန်တော်တည်တည်ချာချာတော့မပြောရဘူး လူကြီးတွေပြောဘူးတော့ကြားဘူးတာပဲကျွန်တော်အဖူးရဲ့နာမည်ကတန်တော်ခိုလို့ခေါ်တယ်ဗျသူ့အဖေကတန်တော်ယိုးလို့ခေါ်တယ်အဲ့တန်တော်ယိုးရဲ့အကိုကြီးကတန်တော်မိုးလို့ခေါ်တယ်လူကြီးတွေပြောပြတာတော့ခရမ်းမှာတန်တော်မိုးရဲ့အမကြီးကတန်တော်မိုးကိုပေးရမယ်ပစ္စည်းတွေညာကြီးမိုးချုပ်ညီကြီးရဲ့တူပြီးမြုပ်နေတာကိုတန်တော်မိုးကသူ့လက်ပြာကိုရွက်လွန်သွားပြီးကြည့်တယ်ပြီးတော့နောက်နေမှာလူကိုယ်တိုင်လိုက်သွားပြီးညှို့ထားတဲ့ပစ္စည်းတွေကိုပေါ်ပြီးတူယူလိုက်တယ်တဲ့အဲ့ဒီကြောင့်ကိုကျွန်တော်ဆွေမျိုးတွေတော့မကြာခဏ လက်ပြရွက်လွင်ပြီးတွားယူရလို့ပြောလို့ရှိကြတယ်ဗျအချင်းသားလေးကထိုးထိုးပြောလိုက်တော့ခါကျွန်တော်ဟာ ထိုးကလေးနဲ့စကားပြောချင်လာပါလေထိုးကလေးပြောတဲ့အကြောင်းအရာမှာကျွန်တော်နဲ့ဓာတ်ရိုက်သက်ဆိုင်နေပါလေတို့ရရင်ကျွန်တော်ရဲ့တိုင်အင်းကြီးကိုလာရောက်လွတ်လွတ်တဲ့ရာဇဝအချင်းသားများကိုကျွန်တော်ဟာဆက်သွယ်ခြင်းမပြုရစကားမပြောရလို့ထောင်အာဏာပိုင်များကချက်တဲစွာတားမြစ်ထားကြသည်ဖြစ်လေရာကျွန်တော်ဟာထိုးအချင်းသားလေးကိုစကားပြောသည်ထားအောင်ထိုးအချင်းသားလေးဟာကျွန်တော်ကို ပြန်၍ပြောရဲနေမည်မဟုတ်ချေထို့ကြောင့်ကျွန်တော်ဟာအကျဉ်းသားလေးကိုစကားပြောမည်လို့စဉ်းစားမိတော့လဲမပြောတော့ဘဲထိုအကျဉ်းသားလေးရဲ့မျက်နှာကိုသာစူးစူးဆဲဆဲကြည့်ရှုပြီးကျွန်တော်ရဲ့မှတ်ဉာဏ်ထဲမှာဓာတ်ပုံရဲ့တကယ်လို့စွဲထင်နေအောင်မှတ်သားထားလိုက်ပါလေ၎င်းရဲ့ရုပ်ရည်ကိုသာမှတ်သားထားသည်မဟုတ်သေး၎င်းရဲ့ဘာကြီးဆိုသူတန်တော်မိုးဆိုတဲ့နာမည်ကိုလည်းအလွတ်ကျက်ထားလိုက်ပါလေကျွန်တော်ကြက်မှတ်ထားတဲ့တန်တော်မိုးဆိုတဲ့နာမည်အားတံပါတော့ ठी တော်မိုးဆိုသောစကားနဲ့တွဲ၍မှတ်ထားလိုက်ပါလေ။ အဲ့နောက်ထိုကလေးရဲ့အမိကိုတည်ရန်ဂယုစိုက်ပြီးနားထောင်လိုက်ရာအကျဉ်းသားတဦးက၎င်းကိုအဟိန်လို့ခေါ်လိုက်တယ်ကြားရလို့၎င်းအကျဉ်းသားလေးရဲ့နာမည်ဟာအဟိန်ဟူ၍ဖြစ်ကြောင်းကျွန်ုပ်သိလိုက်ရပါတယ်။များမကြာမီမှာပင်၎င်းအကျဉ်းသားများဟာမျက်နှာချင်းလို့ပြီးစည်းသွားလို့၎င်းတို့နေထိုင်ရာအဆောင်ရှိရာစီတို့တပ်ဆိုင်ရာထောင်ဝါဒါများကလာရောက်ခေါ်ငင်သွားပါတော့တယ်။ ခုလိုဘုဒ္ဓတရစီရဲ့ဗီဒီယိုတွေကိုအစ်စ်တင်တိုင်းကြည့်ရှုခြင်းနဲ့ဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးတောင်းဆိုရပါခင်ဗျာအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်